မင်္ဂလာညချမ်းပါရှင် KTF ပြည်သက်တွေနဲ့ Green ပြည်သူပြည်သားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာခြင်းကိုချမ်းမှခြင်းနဲ့တူလူအင်ဆန္ဒတွေပြေဝကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်2025ခုနှစ်ဧပြီလ2ရက်ဗုဒ္ဓဟူးနေ့ညနေခင်း KTF မြန်မာဘာသာရေဒီယိုအစီအစဉ်တွေကို ProSonic Demo ဆိုမြင့်နယ်မှာ FR Radio Line 100 MHz မဆက်မြို့နယ်မှာ95.8 MHz Thai Greenie နဲ့ဆက်မှာ ့ FR2 Lite 100 MHz တို့နဲ့ည9:00နာရီကနေပြီးစတင်ထုတ်လွှင့်ပေးနေပါပြီ။ KGFR ရဲ့ Radio Station ကနေတနိုင်းစာထုတ်လွှင့်ပေးနေတာဖြစ်ပြီးကရဏဝတီထိုင်းရဲ့ Facebook လူမှုကိုရဆာမျက်နှာမှာတော့နိုင်ဝက်စာဓာတ်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ကျမမော်လီများပါရှင်။ဒီကနေ့အစီအစဉ်လေးကိုတင်ဆက်ပေးမှာပါ။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့ပုံချောင်းမှာကားတစ်စီးတိမ်မောက်ပြီးကျောင်းဆရာတူဦးတေဆုံးခဲ့တဲ့တဲ့တွင်နဲ့ ငလေးလှုပ်ပြီးတဲ့နောက်မှာဓမောဆုံနောက်ဖက်ချမ်းမြေပြိုကျပြီးတွေးတစ်ခုဖြစ်ပေါ်လာတဲ့ဆိုတဲ့သတင်းတွေပါဝင်ဂရီနီဒေတာမှနောက်ဆုံးရသတင်းတွေမိုးလေဝါသတင်းဒေတာတွေးသတင်းတွေကိုကြားကြရမှာပါအဲဒီနောက်မှာတော့အပတ်စဉ်တင်ဆက်ပေးနေတဲ့ကုံစင်းနှုတ်သတင်းနဲ့တူတာဖြားဖြားအစီအစဉ်ကနေပြီးကြိုတင်တတိထားတဲ့နဲ့လေဘေးအနေအကြောင်းကိုနားဆင်ရမှာပါရှင်အခုရေဆုံးတော့သတင်းတွေကိုပြောပြပေးပါမယ် ဧပြီလဖတ်မပတ်ဆယ်ရက်တွင်ကပလီပီလေပြင်းနှင့်ဘင်္ဂလားပီလေအော်ရီမှာလေဖိအားနယ်ရဲ့ဝုဒ္ဒချိန်ဖြစ်လာနိုင်ပြီးအားကောင်းတဲ့မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒဌာနကဧပြီလ၁ရက်နေ့မှာထုတ်ပြန်ပါတယ်။အဲဒီမုန်တိုင်းငယ်ကြောင့်ရန်ကုန်တိုင်း၊ EOD တိုင်း၊တနင်္သာရီတိုင်း၊ကချင်ပြည်နယ်နဲ့မြို့ပြည်နယ်တွေမှာမိုးရွာသွန်းမြက်ထက်ပိုနိုင်ပြီးနေပြီးတော့မန္တလေး၊စကိုင်းတိုင်း ပဲခူးတိုင်း၊ဂရီနီပီနယ်၊ချင်းပီနယ်နဲ့ရှမ်းပီနယ်မှာတော့ရွာသွန်းမြက်ခမိုးထီချိုးရွာနိုင်တယ်လို့ဆိုပါတယ်။ကပလီပီလေပီနယ်၊ဘင်္ဂလားပီလေအော်မှာဧပြီလ3ရက်နေ့ကစပြီးလေဖိအားနယ်ရဲ့ဝဖြစ်ပေါ်လာနိုင်တယ်လို့မုံတိုင်းအစ်စ်ကိုရောက်နိုင်ချေ40ရာခိုင်နှုန်းရှိကြောင်းနဲ့ဧပြီလ4ရက်နဲ့5ရက်နေ့တွေမှာမုံတိုင်းအစ်စ်ကိုရောက်နိုင်ချေ60ရာခိုင်နှုန်းဖြစ်လာနိုင်တယ်လို့မိုးလင်ဝါဒပညာရှင်ဦးဝင်းနိုင်ကသူ့ရဲ့လူမှုကွေရက်စာမျက်နှာမှာဖော်ပြထားပါတယ်။ ဧပြီလ9ရက်နေ့မှာဘင်္ဂလားပင်လယ်အော်တွင်ရောက်ရှိလာမဲ့တောက်တရုတ်ပင်လယ်ဘက်ကထိုင်းပင်လယ်ခွေ့ကိုဖျက်ကျော်ပြီးကပလီပင်လယ်ကိုဝေရောက်လာနိုင်တဲ့ EVS 97 weather တိတာထေရှားတဲ့လေဖိအားနယ်ရောက်မှုအစ်စ်ရောက်လာနိုင်ကြောင်းမြောက်ဘက်ဘင်္ဂလားပင်လယ်အော်အရှိပင်လယ်စီကိုဆက်၍လာနိုင်တယ်လို့ခန့်မှန်းထားတာတွေ့ရတယ်လို့ဦးဝင်းနိုင်ကရေးသားထားပါတယ်။တပတ်အတွင်းပူချိန်မှာတော့ Creamy ပင်လယ်မှာဧပြီလရဲ့ ကြားမြအပူချိန်ထက်တည်သူသမ5ဒီဂရီဆေးစီယားအထက်ပိုနိုင်တယ်လို့စစ်ကောင်စီရဲ့မိုးလေဝါဒနဲ့ဇလဗေဒဌာနကထုတ်ပြန်ပါတယ်။ဒီမော့ဆုံမြို့နယ်ရှစ်ဖက်ချမ်းကပုံချောင်းမှာမနေ့ကဧပြီလ1ရက်မနေ့ပိုင်းကားတစ်စီးတိမ်မောက်ခဲ့ပြီးကျောင်းဆရာတို့ဦးတေဆုံးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတေဆုံးသွားသူဟာပုံချောင်းကနေနေအိမ်ကိုကားကြုံနဲ့လိုက်ပြရာကနေကားတိမ်မောက်တေဆုံးသွားရတာဖြစ်တယ်လို့အမျိုးသားတအူးကကန်ရော့ရီထိုင်းကိုပြောပါတယ်။ အဲ့ဒီကားပေါ်မှာ လူဆယ်ဦးဝန်းကျင်လိုက်ပါလာပြီးကားတိမ်မောက်ချေအချိန်မီခုန်ချနိုင်ခဲ့တဲ့အတွက် ထိခိုက်မှုနည်းခဲ့တယ်လို့ဒေတာခန့်တူကဆက်ပြောပါတယ်။ပေဆုံးခဲ့တဲ့ចောင်းဆရာဟာဒမော့ဆိုအရှိဖက်ချမ်းမှာရှိတဲ့တနီလာလဲကျေးရွာကဖြစ်ပြီး အရှိဖက်ကမ်းမှာရှိတဲ့ Time Greenie နဲ့ဆက်ကဆစ်ဆောင်စခန်းတစ်ခုမှာចောင်းဆရာအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူတူဖြစ်ပါတယ်။ မက်စလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလီနှောက်ဆက်သွဲအနေနဲ့ဒီမော်ဆူမြို့နယ်နောက်ဖက်ချမ်းတနီယာမှာအကျဉ်နဲ့အ내ပေတရာဝင်းကျင်ရှိတဲ့တွင်းနဲ့တစ်ခုဖြစ်ပေါ်လာပါတယ်29ရက်နေ့ဒီတော့ဒီတက်တော့လေးရပါကျေကလောမမရှိဘူးကျွန်တော်ထင်တယ်အချင်းအချင်းဆိုရင်တော့ပေးအစိတ်30လောက်လို့ရှိအချင်းကပေးစိတ်30လောက်ရှိသက်သက်ညံမဝိုင်းဆက်နေဘူးဒါလို့အရှိလိုက်အကြောင်းပုံစံဆင်းပါပေါ့ဆင်းတော့ပြီးတော့မှ ဆက်စားခြင်းဆင်းတာကျွန်တော်ထင်တယ်10ပြီ15ပြီလောက်ပဲရှိဦးမှာအိမ်ရောကနေတောက်လျှောက်ပြူကအဲ့လိုအောက်ဆုံးတော့ PTR လောက်တော့ထင်တယ်ဟုတ် PTR လောက်တော့ရှိပြီထင်တယ်ဒေတာခန်တူဦးကပြောပြသွားတာပါမတ်လ29ရက်နေ့မှာမြေအက်ကွဲချောင်းရကနေတဆင့်မြေတွေတွန်ကျရာကနေတွေးနဲ့အဖြစ်ရောက်ရှိသွားတယ်လို့ဒေတာခန်တွေကပြောပါတယ်မနေ့ကဧပြီလ1ရက်နေ့အထိ တွေးရှိချက်ရအချင်းပင်တရာ ဝင့်ကျင်ကျဝပြီးအနက်ပေတရာထိရှိလာတယ်လို့ ဒေတာခန်တွေကပြောပါတယ်မိုးလီဝါဒပညာရှင်ဦးဝင်းနိုင်ကဒီတွင်းနဲ့ဟာဆိတ်ဟိုးဖြစ်နိုင်တယ်လို့သူ့ရဲ့လူမှုကိုရက်စာမျက်နှာမှာရေးသားထားပါတယ်ဆိတ်ဟိုးဆိုတာဟာအပေါ်ယာမြေစီလွာတွေကမြေအောက်ကိုကြိုကျသွားတဲ့သွေးပေါက်ဖြစ်ပါတယ်ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ငလီတန်မိုးတန်မြေလွာပြောင်းလဲမှုတွေကြောင့်ဖြစ်တတ်တယ်လို့သိရပါတယ်ဒေတာခန်တွေကတော့ဒီတွင်းနဲ့ဟာအခုထက်ပိုပြီးပြိုကျ ကျေဝန်းလာနိုင်တယ်လို့ခန့်မှန်းပြောဆိုကြပါရယ်ဒီကနေ့ဧပြီလ2ရက်နေ့နဲ့12နိုင်ဦးချိန်မှာဒီမော့ဆိုနောက်ဖက်ချန်း7မိုင်ကုန်းမှာရှိတဲ့အိမ်ချောင်းဝင်း CEO ကို Honda Fit AC ကားကနေဝင်တိုက်ပြီးကားသိမ်းမောက်ခဲ့တယ်လို့ဒေတာခန့်မျိုးသမီးတူကပြောပါရယ်ခုကအဲ့ကနေကတည်းက the brake ထဲလာလိုက်တာ brake ထဲလာပြီးတော့ဒီဖက်ကိုဝင်ကြုံလိုက်တယ်ဟုတ်တယ်ဟုတ်တယ် လေယားလေယားမမအမျိုးသမီးတူနဲ့နှုတ်ပေါ့တူအားကိုဆောက်သူခတ်ကြတော့အမျိုးသမီးတိုင်းပဲနောက်နောက်ငုကိုင်အမျိုးသားတူကကာမောင်းပြီပေါ့သူကလိုက်ပါစချာအဲဒီကားပေါ်မှာကာမောင်းသူပါဝင်လေးဦးစီးနေလိုက်ပါလာတာဖြစ်ပြီးကာမောင်းသူမှာတော့ကောင်းမှာဒဏ်ရာအနှဲငယ်ရရှိသွားတယ်လို့အမျိုးသမီးတူမှလည်းအနှဲငယ်ထိခိုက်မိတယ်လို့ဆိုပါတယ်။ကာရဲ့လုံးဝပျက်စီးသွားတဲ့အနေထားပေါ့နော် ရှိချမ်းနေအကုန်ပြက်ကုန်တယ်ပြီးတော့အောက်ပိုင်းတွေလည်းအလုံးရဆရာမရှိတော့ဘူးသူကပြောင်းပြန်လန်သွားကြတော့တော့မှတော့မှပြက်စီသွားပြီပေါ့နောက်ထပ်မြင့်မြင့်အမျိုးသားတဦးကပြောပြသွားတာပါဂျန်နဲ့ကိုဝန်ဆောင်အမျိုးသမီးတဦးနဲ့သူမရဲ့အမျိုးသားမှာတော့ထိခိုက်ဒဏ်ရာမရရှိဘူးလို့သိရပါတယ်ပြီးခဲ့တဲ့မတ်လ29ရက်နေ့မှာလည်းနမေခုံမြို့မှာရေမတော်တဆဖြစ်ပြီးအသက်50ဝန်းကျင်အရွယ်အမျိုးသားတအူးဥကောင်းတန်ရာနဲ့အသက်သေဆုံးသွားခဲ့ပါတယ်။ GNP အတွင်ဖြစ်ပျက်နေတဲ့သတင်းတွေဆောင်းပါးတွေကို Canada Times application မှာတစုတစည်းတည်းဖတ်ရှုလို့ရပါပြီ GNP သတင်းတွေဖတ်သတင်းဗီဒီယိုတွေကြည့်ရင်လည်း GNP တွင်စစ်ဘေးရှောင်နေကြတဲ့ပြည်သူတွေကိုကူညီနိုင်မှာဖြစ်ပါတယ် Canada Times application ကို download ဆွဲပြီး website စာမျက်နှာတွေနဲ့ YouTube channel ကသတင်းဆောင်းပါးဗီဒီယိုတွေကိုတနေ့အထက်မှာကြည့်ရှုနိုင်မှာဖြစ်ပါတယ် website YouTube နဲ့ application ကရလာတဲ့ဝင်ငွေတွေကို ရင်းပြည်တွင်ဒုက္ခရောက်နေကြတဲ့ပြည်သူလူထုအတွက်ပြန်လည်ပေးဖို့ကူညီသွားမှာဖြစ်ပါတယ်ခင်ဗျာ။ စစ်ဘုတ်တစ်ခုနဲ့မှတင်ဆက်ပေးနေတဲ့ကုံစင်းတို့တင်နိုင်ငံချောင်းကိုလက်နှုံးတွေကိုပြန်လည်တင်ဆက်ပေးပါရမယ်။ဒီကနေ့မှာတော့လိုက်ကောအရှိဖက်ချမ်းမှာရောင်းချပေးနေတဲ့ကုံစင်းတို့တင်နဲ့မြန်မာနိုင်ငံမှာဧပြီလ၂ရက်တွင်ဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းကိုလက်နှုံးတွေကိုပြောပြပေးပါမယ်။အခုရေဆုံးအနေနဲ့ရိုက်ကောအရှိချမ်းမှာရောင်းချပေးနေတဲ့ကုံစင်းလုံးသတင်းတွေကိုပြောပြပေးပါမယ်။ လွန်ကော၈ဖက်ချမ်းမှာရောင်းချပေးနေတဲ့ဆက်တအိမ်နှုံးကတော့မြမကျန်ငွေ33000ကျပ်အေးသူစာပဲစီတပိတ်တာ2000ကျပ်ကျက်သူဖြူတပိတ်တာ18000ကျပ်ကျက်သူနှီးတပိတ်တာ9000ကျပ်ဂျင်းတပိတ်တာ1000ကျပ်ခဲချင်းတီတပိတ်တာ3000ကျပ်ငရုတ်တီ6တပိတ်တာ15000ကျပ်ငရုတ်တီ6ကလော်အဒီတပိတ်တာ6000ကျပ်ငရုတ်တီစိန်တပိတ်တာ15000ကျပ် အာလူးတပိတ်တာတထောင်ချက်မြေဘဲဆန်တပိတ်တာတထောင်၅ထောင်ချက်ချက်ဥတလုံး900ချက်အသာသူတပိတ်တာမှာတထောင်6500ချက်ကလဘဲတပိတ်တာမှာ6ထောင်ချက်ပဲနီလေးတပိတ်တာတထောင်6ထောင်ချက်ခရန်ဒီတပိတ်တာ3ထောင်ချက်ငပိအသေးတထုပ်ကို900ချက်ငနီတူ6တပိတ်တာ3200ချက်ဇလာပီယာ6တပိတ်တာ3000ချက် တခြားတပိတ်တာတထောင်ချက်ပရီမီယာကော်ဖီထုတ်ကြီးတစ်ထုတ်နှစ်ထောင်ချက်ဆန်နီကော်ဖီအထုတ်ကြီးတစ်ထုတ်နှစ်ထောင်ချက်ဖျောင်းတိုင်အကြီးတစ်ချောင်းကိုတထောင်ချက်လက်ဖက်ခြောက်တပိတ်တာနှစ်ထောင်ငါးထောင်ချက်ဆက်ပြဖူဂျီအပူသေးတပူကို3500ချက်ရှိပြီး family care ဆက်ပြခဲတစ်ခဲကို2500ချက်ကမ်ဘောလိပ်တစ်ထောင်ကို3000ချက်ဈေးရှိနေပါတယ် ဒေတာထွက်9ရက်တပိတ်တာမှာ12000ကျပ်ဖြစ်ပြီးဂုဏဝတပိတ်တာမှာတော့1000ကျပ်ဈေးရှိကဂုန်ဒီတပိတ်တာကို4000ကျပ်ဈေးရှိနေပါတယ်ဝက်တာတပိတ်တာမှာတမတ်ဈေး3000ကျပ်ရှိပြီးအမဲထားတပိတ်တာမှာလည်းတမတ်ဈေး3000ကျပ်ရှိနေပါတယ်73စီဈေးနှုန်းမှာတော့ဓာတ်ဆီတလီတာကို6000ကျပ်ရှိပြီးဒီဇယ်တလီတာမှာလည်း6000ကျပ်ဈေးရှိနေပါတယ်အခုပြောပြပေးထားတဲ့ကုန်စည်နှုန်းတွေဟာ ရိုက်ကောအရှိဖက်ချမ်းမှာရောင်းချပေးနေတဲ့ကုန်စည်နှုန်းတွေပဲဖြစ်ပါတယ်။ဒီကုန်စည်နှုန်းတွေဟာအချိန်နဲ့မျှအပြောင်းအလဲရှိနိုင်သလိုရောင်းချတဲ့ဆိုင်ပေါ်မူတည်ပြီးလဲဈေးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။ဧပြီလ၂ရက်တွင်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံခြားငွေလဲနှုန်းတွေကိုဆက်လက်ပြောပြပေးပါမယ်။အမေရိကန်ဒေါ်လာဈေးမှာ ပြပပေါက်ဈေးဒေါ်လာကို6380ကျပ်ဝယ်ဈေးရှိနေပြီးရောင်းဈေးမှာတော့6430ကျပ်ပေါက်ဈေးနဲ့မတ်လ22ရက်နေ့ကစလို့ဈေးငြိမ်နေတာကို တွေ့ရပါတယ်။ Eurostar လေးမှာတော့တစ်ပေါင်ကို6695ကျပ်ဝယ်ဈေးရှိနေပြီးရောင်းဈေးမှာတော့3885ကျပ်ပေါက်ဈေးနဲ့ဒီရက်မှာဈေးအနည်းငယ်ပြန်ချလာတာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့ရက်တွေမှာတော့ Eurostar လေးတစ်ပေါင်ကို 4905ကျပ်ဝယ်ဈေးရှိခဲ့တာပါစင်ကာပူဒေါ်လာဈေးနှုန်းမှာတော့1ဒေါ်လာကို3265ကျပ်ဝယ်ဈေးရှိနေပြီရောင်းဈေးမှာတော့3315ကျပ်ပေါက်ဈေးနဲ့ဒီနေ့မှာပဲဈေးအပြောင်းလဲဖြစ်ခဲ့တာပါဝယ်ဈေးအနေနဲ့ဈေးကျသွားတယ်လို့ရောင်းဈေးမှာတော့15ကျပ်လောက်ထိတက်သွားတာကို တွေ့ရပါတယ်ထိုင်းတစ်ပတ်မှာတော့129.39ကျပ် ဝယ်ဈေးရှိနေပြီးရောင်းဈေးမှာတော့120ခုတက်ဓမ6ခုချက်ပေါက်ဈေးနဲ့ဒီနေ့ဒီကနေ့မှာဈေးအနည်းငယ်ပြန်ကျလာတာကိုတွေ့ရပါတယ်။ဂျပန်ယန်မှာတော့29.33ချက်ဝယ်ဈေးရှိနေပြီးရောင်းဈေးမှာ29.63ချက်ပေါက်ဈေးနဲ့ဒီကနေ့မှာပဲဈေးအနည်းငယ်ပြန်ကျလာပါတယ်။ပြီးခဲ့တဲ့ရက်တွေမှာဂျပန်တယန်ပေါက်ဈေးဟာ29.3ခုချက်ဝင်းကျင်မှာဈေးရှိခဲ့တာပါ။ လေရှားရိတ်ကမှာတော့ဝယ်ဈေးအနေနဲ့965ကျပ်ပေါက်ဈေးရှိနေပြီ။ရောင်းဈေးမှာတော့1030ကျပ်ပေါက်ဈေးနဲ့ပြီးခဲ့တဲ့မတ်လ25ရက်နေ့ကတည်းကဈေးငြိမ်နေတာကိုတွေ့ရပါတယ်။တရုတ်ယွမ်မှာတော့တရွမ်ကို968ကျပ်ဝယ်ဈေးနဲ့ဒီကနေ့မှာဈေးအနည်းငယ်ပြန်ကျလာပြီ။ရောင်းဈေးအနေနဲ့630ပေါက်ဈေးရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်တွေမှာတရုတ်ယွမ်ပေါက်ဈေးဟာ 969ကျပ်ဝယ်ဈေးရှိခဲ့ပါတယ်။အခုပြောပြတဲ့နိုင်ငံခြားငွေလဲနှုန်းတွေဟာဧပြီလ၂ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံခြားငွေလဲနှုန်းတွေပဲဖြစ်ပါတယ်။ဒီငွေဈေးနှုန်းတွေဟာအကောက်ချင်းချင်းလွှဲပြောင်းမှု နေရာဒေသကွဲပြားမှုအရွက်ရောင်းဝယ်မှုအရပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်တယ်လို့အချိန်နဲ့အမျှဈေးနှုန်းအပြောင်းလဲရှိနိုင်ပါတယ်။ လိုက်ကောအရှိဖက်ချမ်းမှာရောင်းချပေးနေတဲ့ကုန်စင်းလုံးတည်နေတဲ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံခြားငွေလဲနှုန်းတွေကိုစုစည်းပြောပြခဲ့တာပဲဖြစ်ပါတယ်။ဂရနီပြည်တွင်းကဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုမျှဝေချင်တာတောင်းဆိုချင်တာပြောင်းလဲစေလိုတာတွေနဲ့ပြည်သူတွေနေ့စဉ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကို ပြန်လည်မျှဝေပြောပြပေးခြင်းနဲ့ဆိုရင်ကနယောဒီထိုင်းရဲ့လူထုစာလောအစီအစဉ်မှာပေးပို့စာကနေတဆင့်ပါဝင်နိုင်ပါတယ်။တင်းရဲ့ပေးပို့စာကိုကနယောဒီထိုင်းရဲ့ Facebook Messenger ကပဲဖြစ်စေ ktfmbmis@gmail.com ကိုစာရေးသားပေးပို့တာဖြစ်စေပြုလုပ်နိုင်ပါတယ်။စင်ကနယ်ဒါမှမဟုတ် Telegram ကနေတဆင့်ရေးသားပေးပို့ခြင်းနဲ့ဆိုရတော့အပေါင်း66 8588 1214 1ကိုရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။ လူထုတွေပေးပို့လာတဲ့စာလွှာတွေကိုပြန်လည်ဖတ်ကြားပေးမှာဖြစ်ပြီးတော့သက်ဆိုင်ရာတွေဘက်ကနေပြန်လည်ဖြည့်ကြားခြင်းနဲ့ဆိုရင်လူထုစာလွှာအစီအစဉ်ကနေတဆင့်ပြန်လည်ပေးပို့ဖြည့်ကြားနိုင်ပါတယ်ခင်ဗျာအပတ်စဉ်တင်ဆက်ပေးနေတဲ့တူတာဖြားဖြားစီစဉ်ကနေပြီဒီတစ်ပတ်မှာတော့ကျူတင်တတိပြုတဲ့လေဘေးအန္တရာယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်ဒီအကြောင်းအရာကိုမွန်ညားမှာနဲ့ မော်ပဲမြာတို့ကပြောပြပေးပါမယ်ရှင်။မင်္ဂလာပါရှင်။ KTN ဖန်ပြည်သက်တွေကိုတုဒဖြန့်ဖြန့်စီစဉ်ကနေပြလဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်ရဲ့တုဒဖြန့်ဖြန့်စီစဉ်မှာတော့ကြိုတင်တတိပြုတဲ့လေပြင်းအန္တရာယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်ရှင် ဒီအစီအစဉ်ကိုတော့ကျမနဲ့အတူမော့ပဲမြာကပူပေါင်းတင်ဆက်ပေးထားပါတယ်လေပြင်းအရည်ဟာအဖြစ်များတဲ့သဘဝဘေးအရည်တွေအများကြီးထဲကမှတစ်ခုအပါအဝင်ဖြစ်ပါတယ်မြန်မာနိုင်ငံမှာတော့မိုးကြိုကာလဖြစ်ကြတဲ့ဧပြီလမေလအတွင်းနဲ့မိုးနှောင်းကာလဖြစ်တဲ့အောက်တိုဘာလကနေဒီဇင်ဘာလအတွင်းမှာတော့လေပြင်းအရည်ဟာ ဖြစ်ပေါ်လေ့ရှိပါတယ် နေအပူချိန်တွင်မြင့်တက်လာတဲ့အတွက်ရေခိုးရေငွေ့တွေပုံမစုစည်းစေပြီးမိုးတိမ်ဖြစ်ကို ရောက်ရှိစေပါရယ်။အကနေသင်းလေထုမငိမ်မသက်ဖြစ်တာစိုက်စင်းလင်ပြင်းတွင်တိုက်ခတ်တာမိုးသီးကြွေတာနဲ့အချိန်အခါမဟုတ်မိုးရွာသွန်းတာတွေကို ဖြစ်ပေါ်စေနိုင်ပါရယ်။ဧပြီနဲ့မေလအတွင်းနေအပူချိန်မြင့်မားလာတဲ့အတွက်မိုးလွယ်ပိုင်းနဲ့ ညနေပိုင်းတွင်မှမိုးတိမ်တောင်းတွင်ဖြစ်ပေါ်နိုင်ပြီးမြင်းပြင်းရေပြေလေးဟာတနာယီကိုမိုင်40ကနေမိုင်50အထိတိုက်ခတ်နိုင်တယ်လို့စစ်ကောင်စီရဲ့မိုးလေဝါတာနဲ့ဇလဗီရညွန်ကြောင်မှုဦးစီးဌာနကနေအသိပေးထုတ်ပြန်ထားပါတယ်ကရင်ပြည်အပါအဝင်အေယာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနေပြည်တော်မန္တလေးတိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတွေမှာ ဧပြီလအတွင်းနေ့စဉ်ပြင်းမြရွာသွန်းမြေမိုးရီချိန်အထက်၃၀၀ဒသမ၄လက်မကနေပြီး၃၀၀ဒသမ၈လက်မခန့်အထိမိုးပုံမိုးရွာသွန်းနိုင်တယ်လို့ Meteo Blue နဲ့ Seasonal Focus မှာဖော်ပြထားပါတယ်။မိုးဦးကာလဖြစ်တဲ့မီလအတွင်းမှာတော့ Greeny ပြည်မှာပုံမှန်မိုးရီချိန်ထက်တလက်မနီပါကနေတလက်မခွဲအထိမိုးရီချိန်ပုံမိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ ဒီလိုလင်ပြေတိုက်ခတ်တာတွေနဲ့မူးသီးကျွေတာတွေကြောင့်နေအိမ်အဆောက်အုံပျက်စီးတာ၊တစ်ပင်တစ်ကိုင်းတွေကျကြတာ၊လျှက်စစ်မီကျိုးနဲ့တက်တိုင်တွေပျက်စီးတာ၊လူနဲ့တရိတ်ဆန်ထိခိုက်တာတွေနဲ့အခြားသောပစ္စည်းဆုံးရှုံးတာတွေဖြစ်လာနိုင်ပါတယ်။ပြီးခဲ့တဲ့မတ်လ23ရက်နေ့မှာအချိန်အခါမဟုတ်မိုးရွာသွန်းတာနဲ့လေပြေတိုက်ခတ်တာတွေကြောင့်ဒီမော့ဆိုအနောက်ခြမ်းကစစ်ရှောင်းနေအိမ်20လုံးပျက်စီးသွားခဲ့ပါတယ်။ဒါတွေအပြင်ဒေသခံတွေရဲ့နေအိမ်နဲ့တိုးလောင်ထားတဲ့စပါးတချို့ပျက်စီးသွားခဲ့ရပါတယ်။ ဒီလိုမျိုးရာသီအလိုက်ဖြစ်ပေါ်နေတဲ့မိုးလေဝသဖြစ်စဉ်တွေကိုကြိုတင်ခန့်မှန်းနိုင်တယ်ဆိုပေမဲ့မဖြစ်လာဖို့တော့တားဆီးလို့မရပါဘူး။ဒါကြောင့်အရင်ဖြစ်ပေါ်ခဲ့တဲ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေကိုသင်ခန်းစာယူပြီးတော့တတ်နိုင်သမျှကြိုတင်ပြင်ဆင်ကာကွယ်ရမှာ ဖြစ်ပါတယ်။လေပြင်းအတည်းကြိုတင်ကာကွယ်နိုင်ဖို့လွေပြင်းဒေသတွေမှာနေထိုင်တဲ့သူတွေဟာကိုယ့်ရဲ့နေအိမ်ကိုလေပြင်းထန်ခံနိုင်ဖို့အတွက်ပြင်ဆင်မှုတွေပြုလုပ်နိုင်ကြလို့ အိမ်အနားမှာလည်းပြူနိုင်တဲ့သစ်ပေတွေရှိခဲ့မယ်ဆိုလို့ရှိရင်လည်းသစ်ကိုင်းကျူးကြတာတွေကိုကာကွယ်ဖို့တောက်ပိုင်းထောက်ထားတာတွေကို ပြုလုပ်ပြီးတော့မှကြိုတင်ကာကွယ်နိုင်ပါတယ်။ဒါအပြင် နေအိမ်အမိုးလန်တာနဲ့အကာအရံတွေလွင့်ပါတာတွေမဖြစ်စေရအတွက်ပုံမှန်ခိုင်ခန့်အောင်ဆောင်ရွက်ထားသင့်ပါတယ်။စိုက်ခင်းလင်ပြင်းတွေကြောင့်နေအိမ်အနီးရှိတစ်ပင်တစ်ကိုင်းတွေလဲပြိုနိုင်တဲ့အတွက်ကြိုတင်ရှင်းလင်းထားဖို့လည်းလိုပါသေးတယ်။ ကိုယ့်ရဲ့အိမ်အတွင်းမှာပြုတ်ကျပြုတ်ကျကွဲရှာနိုင်တဲ့ပစ္စည်းတွေကိုအတရေမဖြစ်စေဖို့အတွက်မြဲမြံအောင်ထားရပါမယ်။မီးလောင်လွယ်တဲ့ပစ္စည်းတွေကိုစစ်ဆေးပြီးတော့မှလိုအပ်သလိုပြင်ဆင်ထားသင့်ပါတယ်။အရေးပေါ်သုံးနိုင်ဖို့ပစ္စည်းတွေအရေးကြီးတဲ့ဆာရွက်စာတန်းတွေကိုလည်းကိုယ်နဲ့မကွာထားရပါမယ်။ လေပြင်းများတိုက်ခတ်နေစဉ်အတွင်းမှာအဆောက်အုံထဲနေထိုင်ခဲ့မယ်ဆိုရင်မှန်ပြတဲ့ပေါက်တွေတကားပေါက်တွေနဲ့ဝေးတဲ့နေရာမှာနေထိုင်သင့်ပါတယ်။အမိုက်တရိုက်တွေနဲ့အခြားသောပစ္စည်းတွေဟာလေနဲ့အတူလွင့်ပါလာတတ်ပြီးအန္တရာယ်ဖြစ်စေနိုင်တဲ့အတွက်မလိုအပ်ဘဲနဲ့အပြင်ထွက်တောက်ကိုရှောင်ကျဉ်ရပါမယ်။ လေပြေးတိုက်ခတ်တာဟာအလွန်ပြင်းထန်ခဲ့မယ်ဆိုရင်ခိုင်ခန့်တဲ့စပွဲဒါမဟုတ်ခိုင်ခန့်တဲ့အရာဝတ္ထုအောက်မှာအကာအကွယ်ယူပြီးလုံခြုံစွာနေထိုင်ရပါမယ်။အရေးပေါ်အခြေအနေကလွယ်ပြီးဖုံးသုံးတာကိုလည်းရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ ဒီလိုမျိုးလေပြင်းတိုက်ခိုက်နေချိန်အတွင်းမှာမိုးသီးကြွေတာမိုးထစ်ချုံရွာနေခဲ့မယ်ဆိုလို့ရှင်လေကွင်းလိုမျိုးကွေးပြင်းနေရာတွေမှာနေထိုင်တာကိုအသက်နိုင်ဆုံးရှောင်ကျဉ်ပြီးတော့မှတက်နိုင်သမျှအိတ်တွင်းမှာပဲနေထိုင်ရပါမယ်။မဖြစ်မနေအပြင်သွားဖို့လိုတယ်ဆိုလို့ရှင်တော့ဆိုင်ကယ်ဥထုပ်လို့ဥထုပ်အမာတွေကို ဆောင်းပြီးတော့မှထူတဲ့အင်ဂျီတွေကိုဝတ်ပေးသင့်ပါတယ်။ TV ရေဒီယိုစတဲ့လျှက်စစ်ပစ္စည်းတွေကိုလည်းခဏပိတ်ထားပေးပါ။ သစ်ပေဒန့်တိုင်တွေလိုမျိုးတန်ပစ္စည်းတွေနဲ့ဝေဝေးနေပါမိုးကြိုပြစ်နိုင်တာကြောင့်မလို့လျက်စီလျက်နိုင်တဲ့ဖုန်းတန်တတုတွေကိုအသုံးပြုတာဒါမှမဟုတ်လို့ရှင်ကိုနဲ့မကွာထားတာမျိုးကိုလည်းရှောင်ကျဉ်သစ်ပါတယ် ီလိုမျိုးလေပြင်းတိုက်ခတ်ပြီးတဲ့နောက်မှာတော့အပြစ်အစီရှင်းလင်းရေးလုပ်ငန်းတွေကိုတာဝန်ရှိသူတွေနဲ့ပူးပေါင်းဆောင်ရွက်ရပါမယ်။ဒဏ်ရာရရှိခဲ့မယ်ဆိုရင်လည်းစစ်မှန်ရေးဌာနမှာစီကူတောင်းမှုခံယူပြီးယာယီအမိုးအကလိုအပ်မယ်ဆိုရင်လည်းသက်ဆိုင်ရာတာဝန်ရှိသူတွေကိုတောင်းခံရမှာဖြစ်ပါတယ်။ လက်ရှိကာလအတွင်းအပူအအေးပြောင်းလဲမှုတွေများလာတဲ့အတွက်မိုးကြိုးဘေးအန္တရာယ်ကြုံတွေ့နိုင်အောင်လည်းအထူးသတိပြုရပါမယ်။ဒါ့အပြင်ထူးခြားမိုးလေဝသအခြေအနေတွေကိုအမြဲမပြတ်စောင့်ကြည့်ပြီးဆောင်ရံဆောင်ရံနဲ့သတိပြုလိုက်နိုင်ရမယ့်အချက်တွေကိုလိုက်နာဆောင်ရွက်ရမှာဖြစ်ကြောင်းတိုက်တွန်းလိုက်ရပါတယ်။ဟုတ်ကဲ့ပါဒီနေ့ရဲ့သုတအဖျားဖျားအစီအစဉ်မှာတော့ ကျိုတင်တတိပြုတ်တဲ့လေပြင်းအတရေဆိုတဲ့အကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒီအကြောင်းကိုတော့ MM Weather Knowledge Website နဲ့ NUG ရဲ့ Facebook စာမျက်နှာကနေပြီးကိုးကားတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါနောက်တစ်ပတ်ရဲ့သုတအဖြတ်ဖြတ်အစီအစဉ်မှာဘလို့အကြောင်းအရာတွေဆက်ပြီးတင်ဆက်ပေးသွားမလဲဆိုတော့ KTFN ပရိသတ်တွေစောင့်မျှော်နှားဆင်ပေးကြပါအောင်ရှင် လက်နဲ့ကြီးနဲ့လေချောင်းရံကာကွယ်နိုင်မဲ့ဘုံခုကြီးများဆောက်လုပ်ခြင်းမိမိတို့ရဲ့နေအိမ်တွေမှာမိသားစုဝေအားလုံးဝေဆန်းနိုင်တဲ့ဘုံခုကြီးတွေ ပြုလုပ်ထားတဲ့အပြင်ကြောင်းဘာသာရေးအဆောက်အအုံအစရှိတဲ့နေရာတွေမှာလူဦးရေအားလုံးအကာအကွယ်ယူနိုင်မဲ့ဘုံခုကြီးတွေကိုတူးထားတင်ပါတယ်ဘုံခုကြီးတွေကိုမြေခွေးကွယ်တောင်ဆောင်ကပန်းတွေမှာတူးမယ်ဆိုရင်ပိုပြီးကောင်းပါတယ် တောင်ဆောင်မဟုတ်တဲ့မြေပြတ်တွေမှာအနည်းဆုံးအနဲ့ငါးပေနဲ့မိသားစုဦးရေအားလုံးဆက်နိုင်မဲ့အကျယ်အနေအထားဖြစ်ဖို့လိုအပ်ပါတယ်။ခိုက်ခတ်တဲ့အဖုံးဖြစ်စေဖို့လုံချင်းတပေခန့်ရှိတဲ့တိလုံးတွေကိုအသုံးပြုပြီးမြဲမြံမှုရှိစေဖို့တန်ကျိုးတို့ကျိုးဆိုင်ကယ်ချင်းကျိုးတွေတန်ရက်ချိတ်ဆွဲထားပါတိတုံးတွေပေါ်မှာမိုးကပြေပြားတို့ပြားတွေနဲ့ မြေထုနပေခတ်ထပ်ဖို့ပါဘုံခုကြီးဟာလေဝီလေထွက်ကောက်ကောက်ရရှိဖို့လိုအပ်ပြီးဖြစ်နိုင်မယ်ဆိုရင်အဝေထွက်လမ်းကြောင်းတွေကိုတပြောက်တန်းတီးမဟုတ်ပဲတစိချိုးပုံစံမျိုးတွေနဲ့လှုပ်ရည်ပိုကောင်းပါတယ်။ကြောက်တွေရှိတဲ့နေရာမြင့်ကြီးတူရခက်ခဲတဲ့နေရာတွေမှာတဲအိတ်မြင့်ကြီးအိတ်တွေနဲ့ပုံခုနိုင်တဲ့နေရာတွေကို ပြုလုပ်ပါ။ အရေးပေါ်အခြေအနေတွေအတွက်ကြိုတင်လက်ကျင့်မှုများပြုလုပ်ခြင်းတေးဝါတွေဆစ်ဆောင်စခန်းတွေဘာသာရေးအဆောက်အဦတွေဈေးပေးခန်းတွေနဲ့စာတင်ကျောင်းတွေမှာအရေးပေါ်လက်နေကြီးပြစ်ခတ်မှုနဲ့လေချောင်းရကာကွယ်ရေးကြိုတင်စက်တိုက်လက်ကျင့်မှုတွေကို မကြာခဏလှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်ကြိုတင်လက်ကျင့်မှုဟာအရေးပေါ်အခြေအနေမှာကစစ်ကလျားဖြစ်မှုတွေ မတော်တဆထိခိုက်ဒဏ်ရာရရှိနိုင်မှုကိုလျှော့နေစေမှာဖြစ်ပါတယ်။ဂျူတင်လက်ချင်းမှုမှာဥဆောင်ပေးဖို့လိုအပ်တဲ့ကလင်းငယ်တွေ၊တက်ကြီးရွယ်ဦးတွေ၊နမ်ကြာဖြစ်သူတွေ၊မတန်ဆွမ်းတွေ၊ကိုဝန်ဆောင်တဲ့မိခေတွေကိုစည်ရင်ပြုစုထားပါ။ဒါအပြင်နေရာတစ်ခုချင်းစီအတွက် အရေးပေါ်အခြေအနေမှာအကူအညီလိုအပ်သူတွေကို အကူအညီပေးနိုင်တဲ့ဥဆောင်နိုင်တဲ့လူငယ်လူရွယ်တွေ စေတနာဝန်ထမ်းတွေဆရာဆရာမတွေကိုစည်ရင်ပြုစုပြီးတာဝန်တွေခွဲဝေသင့်ပါတယ်ဧပြီလ၂ရက်ဗုဒ္ဓဟူးနေ့ညနေ KTFM မြန်မာဘာသာရေဒီယိုအစီအစဉ်တွေကိုတင်ဆက်ပေးတာဒီနေ့တော့ဒီမှာပဲအဆုံးသတ်ပါစေရှင် KTF ကိုနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ Greenie Bidu Bida အားလုံးစစ်အာဏာရှင်ဘေးကနေအမြန်ဆုံးလွတ်မြောက်ပြီးဘေးကင်းလုံခြုံတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။ စစ်ဘေးပါဝင်တပွားဘေးတွင်နေလဲကင်းဝင်းကြပါစေလို့ထက်လောင်းဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့အစီအစဉ်တင်ဆက်သူမော်လေးများပါ။